ဲ့လိုဘုရားမှုပြုတဲ့ယဟန်တန်ဃာကိုအကြောင်းကြီးဆောက်ပြီးတော့လှူရတန်းရလို့ဖြစ်တဲ့ကုသိုလ်ကောင်းမှုတဲ့ဘုရားတရားတန်ဃာယတနာမြတ်သုံးပါးတို့ရဲ့ဂုံကျေးဇူးကိုသိမြင်နားလည်ပြီးတော့ကြည်ညိုစိတ်နဲ့စောင့်တည်ကျင့်သုံးလိုက်တဲ့တရဏဂုံသုံးပါးကသာလွန်ပြီးတော့တန်ဖိုးကြီးမားတဲ့ကောင်းမှုဖြစ်တယ်။ဘိုက်ဆန်တပြားမှာကုံစရာမလိုနော်။ဘုရားတရဏကိသံမိဓမ္မတရဏကိသံမိတန်ခတရဏကိသံမိလို့သောတော်ကရင်စောင့်တည်ထားတာမရှိဘူးလား။ သို့သောတရဏဂုံကိုဘလို့ဝိသေသနာစကားလေးနဲ့အထူးပြုပြီးတော့ဟောတာတော့ကြည်ညိုစိတ်နဲ့စောက်တည်တဲ့တရဏဂုံနဲ့ဘုံညာရှိရဆိုပြလို့ကြားလိုက်ရလို့နောက်ကနေစိတ်မပါလက်မပါတောင်းတင်းမြောက်တွေးတောင်းငင်းမြောက်ငင်းနဲ့ဆိုတဲ့တရဏဂုံမျိုးကိုဆိုလိုတာမဟုတ်ဘူးနော်တကယ့်ကိုစိတ်ထဲကဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့ဂုံကျေးဇူးကိုနားလည်ပြီးတော့လိုက်သေးတဲ့ကြည်ညိုစိတ်နဲ့စောက်တည်တဲ့တရဏဂုံမျိုးဘလို့တရဏဂုံမျိုးတော့ဘုရားတရားတန်ခါယတနာမြတ်သုံးပါးကို ဆင်းရဲပယ်ဖြောက်ချမ်းသာရအောင်ရှောင်းရှောက်တော်မူတဲ့သောအမျက်ဆုံးသောအကူရယတနာအရှိဟူ၍ယုံကြည်သိမှတ်ရှိကကိုယ်ွယ်ပါဗျာလို့အဲ့လိုဆောက်တည်လိုက်တဲ့တဏ္ဍကုံမြို့ပြောလို့ရှိရင်ဒုက္ခငြိမ်းဖို့စိတ်မှန်တဲ့ချမ်းသာကိုရဖို့ဆိုလို့ရှိရင်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးကလွဲလို့တခြားအကူရမရှိဘူးဆိုတဲ့မှန်ကန်တဲ့အမြင်နဲ့ကြီးညိုမှုအပြည့်နဲ့ဆောက်တည်လိုက်တဲ့တဏ္ဍကုံမြို့အဲ့ဒီလိုတဏ္ဍကုံမြို့သာဖြစ်ခဲ့မယ်ဆိုလို့ရှိရင် ဘုရားမှုရှိတဲ့ယဟန်တန်ဃာကိုကြောင်းကြီးဆောက်ပြီးတော့လူရတန်းရတဲ့ကုသိုလ်ကောင်းမှုရဲ့အထက်မှာရှိနေတဲ့ကောင်းမှုကိုပြွာရောက်တယ်။ပို့ပြီးတော့မြင်မှသွားတယ်ပေါ့နော်ကောင်းမှုက။ဒါကြောင့်တရဏဂုံကိုတန်ဖိုးထားရမယ်ဟုတ်လား။ဘုရားဆိုတာဘာလဲသိအောင်လုပ်ရမယ်သူတော်ကောင်းတရားဆိုတာဘာလဲသိအောင်လုပ်ရမယ်အရိယာတန်ဃာတို့ဆိုတာဘာလဲသိအောင်လုပ်ရမယ်။